ြန်တန်းချိန်နာရီပေါင်း1200ကျော်အတွေ့အကြုံရှိတယ်။လေရင်မှုစံမီစာပါဝါကလူနေဆောင်အဘော်ကိုလေရင်ပြတ်ကြမီအင်ဂျင်အလုံးမလုပ်တော့ဘူးပါဝါကျနေတယ်။အထက်ကိုတက်လို့မရတော့ဘူးဆိုပြီးတော့ရေးပေါ်ကူညီတောင်းခံခဲ့တယ်လို့သိရပါတယ်။အဲအိန္ဒိယလေးချောင်းလိုက်မလေးရင်ဟာအဆောင်အုံပေါ်တို့ပြတ်မကျမီအချိန်လေးအတွင်းမှာပဲလေးရင်မူကအင်ဂျင်ပါဝါကျနေကြောင်းအထိတ်တလန့်အကြောင်းကြားခဲ့တယ်လို့ဆိုပါတယ် အဆိုပါလျင်ပြကြမှုကြောင့်မြေပြင်အဆောက်အုံပေါ်ရှိလူများအပါအဝင်လူပေါင်း190ထက်မနည်းသေဆုံးခဲ့တယ်လို့နိုင်ငံတကာသတင်းတွေမှာဖော်ပြထားကြပါတယ်လန်ဒန်သို့ဥတီထွက်ခွာလာခဲ့တဲ့ Boeing 787-8 Dreamliner အမျိုးအစားလေယာဉ်ဟာဇွန်လ12ရက်နေ့ကအိန္ဒိယနိုင်ငံအာမတာဘတ်လေဆိပ်မှထွက်ခွာပြီးစကတ်ပိုင်းအကြားမှာပဲလူနေထူထပ်တဲ့စင်ကြေပုံရက်ွက်တစ်ခုအတွင်းသို့ပြက်ကျခဲ့ကောင်းခီးသည်တအူးကလွဲပြီးတော့လေယာဉ်ပေါ်ပါလူအလုံးအသက်ဆုံးရှုံးခဲ့ရတယ်လို့သိရပါတယ်။ ပြန်တန်းချိန်နာရီပေါင်း1200အတွင်းကျော်ရှိတဲ့လင်းရင်မှုစံမီစာပါဝါကလူနေအဆောင်အုံပေါ်သို့လင်းရင်ပြတ်မကြမီမေတ္တေအင်ဂျင်တွေအလုံးမလုံးတော့ဘူးပါဝါကျနေတယ်အထက်ကိုတက်လို့မရတော့ဘူးဟုဆိုကောင်အရေးပေါ်အကူအညီတောင်းခံခဲ့တယ်လို့လည်းသိရပါတယ်ထို့နောက်လင်းရင်ကပြတ်ကျမှုဖြစ်ပွားခဲ့တာဖြစ်ပြီးလင်းရင်ပေါ်ပါလူ142ဦးအနက်142ဦးသေဆုံးခဲ့ကြောင်းအဲအိန္ဒိယကအတည်ပြုပြောကြားလိုက်ပါတယ် ဆီနီယာလေယင်မူဟောင်းဆော်ရာပါနာကာက ပြီးခဲ့တဲ့နှစ်ဒီဇင်ဘာလတုန်းကကိုရီးယားနိုင်ငံမှာဂျဲဂျူအဲလေကြောင်းလိုင်းမှာလေယင်ပြတ်ကျမှုဖြစ်စဉ်ကဲ့သို့အင်ဂျင်တွေဟာငှက်ကိုတိုက်မိပြီးနောက်ချုပ်ရင်းသွားတာမျိုးဖြစ်နေကြောင်းပြောပြထားပါတယ်ဗီဒီယိုဖိုင်ကိုကြည့်ရတာတော့လေရင်ကငှက်အုပ်ကိုဝင်တိုက်မိပုံရှားတယ်။စပြီးတော့ပြန်တက်ချိန်မှာဘာမှမဖြစ်ဘူးလေဟုဆိုကလကောင်းကပြောပြထားပါတယ်။ University College Birmingham မှာလေကြောင်းစီမံခန့်ခွဲမှုဆိုင်ရာကတိကဆာလစ် College ကတမိုင်းချောင်းအရာအရင်တုန်းကဒီတဝိုက်မှာငှက်နဲ့တိုင်မိတဲ့ဖြစ်စဉ်တွေအများပြားရှိခဲ့ဘူးတယ်။ဒါကတော့ဖြစ်နိုင်ခြေတွေကတခုပေါ်ဟုပြောကြားခဲ့ပါတယ်။အဲအိနီယာလီချောင်းလိုင်းရဲ့လင်းရင်ပြတ်ချမှုမှာပါသွားခဲ့တဲ့ဘိုင်းလော့နှစ်ဦးဟာလင်းရင်ပြတ်မချခင်အချိန်ရဲ့တွင်သူတို့အနေနဲ့လင်းရင်ကိုဘလို့မှထိန်းချုပ်မရတော့ကြောင်းလင်းရင်ရဲ့စပိုင်းဆိုင်ရာဘလို့မှအလုံးမလုံးတော့ကြောင်းပြောကြားထားကြတယ်လို့ဆိုပါတယ်။ သူတို့နှစ်ဦးစလုံးဟာလင်းရင်မောင်းနှင်မှုအတွေ့အကြုံရှိပြီးသားသူတွေဖြစ်လို့အခုလိုဖြစ်ရမျိုးကြုံခဲ့ရတဲ့တခြားအကြောင်းရင်းကို Black Box ကနေတဆင့်ဆက်လက်စစ်ဆေးကြည့်ရှုနေတယ်လို့လည်းတာဝန်ရှိသူတွေကဆိုထားတာဖြစ်ပါတယ်။